လာရှိုမျိုးကိုစစ်ကောင်စီပြန်လည်ဝင်ရောက်လာတဲ့နှစ်ပတ်ကျော်ကာလအတွင်းခိုးဆိုးလူရဲမှုတွေပိုဖြစ်လာပြီးထိထိရရောက်ရေးယူကန့်တွဲဖြစ်ရှင်းပေးတာမရှိတဲ့အတွက်မျိုးကန်တွေစိုးရိမ်ပူပန်နေရပါတယ်ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါတယ်ရှင်ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှိုမျိုးကိုတရုတ်ကူညီနဲ့စစ်ကောင်စီကပြန်လည်အုပ်ချုပ်နေပြီဖြစ်ပေမဲ့ခိုးဆိုးလူရဲမှုတွေများလာနေပြီးပြည်သူတွေရဲ့လုံခြုံရေးကိုတာဝန်ခံပေးမဲ့အဖွဲ့အစည်းမရှိတဲ့အတွက်ကြောက်လန့်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ် နေဆက်ကုန်သွယ်ရေးလမ်းကြောင်းတွေပြန်ဖွင့်ဖို့ကြိုးစားနေတဲ့အချိန်မှာစီးပွားရေးကြက်တဲမှုတွေနဲ့မွေးရေးဆေးဝါးပြဿနာတွေကြောင့်ကိုယ်စိုးလူရမှုတွေကျူးလွန်လာကြတာဖြစ်ပြီးစစ်ကောင်စီဘက်ကအထူးရရောက်အေးမြူနိုင်ဘူးလို့ဆိုပါတယ်။အဲ့ဒီတခိုးတမျှတစ်ခုပဲနည်းနည်းစိုးရိမ်နေရတာကျွန်တော်တို့ဘာမှထွေထွေထူးထူးမရှိပါဘူးနော်။ဘာလို့လဲဆိုတော့ရဲတွေလည်းရောက်နေပြီစစ်တပ်လည်းရောက်နေပြီဆိုတော့အခုဟာက အမတ်တီရဲ့ရေစခန်းမြို့မမြို့မရေစခန်းရဲ့တိုက်တန်းမှာတော့မှတမြဝင်တိုက်ရဲတဲ့စုကတဲ့ကရေစခန်းနာမဟုတ်တဲ့ကျွန်တော်တို့ရက်ွက်ထဲရပြည်သူလူထုအတွက်ဆိုရင်တော်တော်လေးကိုစိန်ခေါ်မှုတစ်ခုဖြစ်တယ်ဗောဗျာဒါဖြစ်နိုင်ရင်တော့ဒါလေးကိုတော့ထိထိရောက်ရောက်အော်လုံခြုံရေးတော့ပြီးစေချင်တာဗောဗျာပြီးခဲ့တဲ့ဧပြီလ22ရက်မှာကုကန့်တဲ MNDA ကတေဦးရဲ့ဖီအားကြောင့်လာရှုမျိုးကနေပြန်ဆုတ်ပေးလိုက်ရပြီး နှစ်ပတ်ကျော်ကြာတဲ့ဒီစစ်ကောင်စီကအုပ်ချုပ်ရေးရန်တရားကိုလေပတ်နိုင်တာမရှိသေးဘူးလို့ဆိုပါရယ်စစ်ကောင်စီအုပ်ချုပ်ရေးတွေပြန်ဝင်လာပြီးမကြမီမှာပဲရက်ွက်တစ်ထဲမှာဓာတ်ထောက်ပြီးခလင်းငယ်တယောက်စီကဖုံးလူရက်တာရက်ွက်ကိုတဲ့ကဥအိုင်မောင်ရဲ့နေအိမ်ကိုဝင်ရောက်ပြီးလူအိုဒါနဲ့ခုတ်ကငွေယူသွားမှုတွေဖြစ်ပွားခဲ့ပါရယ်အဲ့ဒီပြင် ရက်ွက်တစ်နဲ့ရက်ွက်နှစ်အဆက်မှာရှိတဲ့တိန်နီလန်းကဓာတ်ပုံတိုက်ကိုလည်းဓားမြဝင်တိုက်ပြီးကားတစ်စီးနဲ့ငွေကြက်သိန်း100ယူသွားတာ ရက်ွက်ခွန်တဲ့ကိုဝင်ခိုးလို့နှစ်ယောက်ဖမ်းမိတာနဲ့အမတ်တည့်ရဲစခန်းတိုက်တန်းကဖုံးဆိုင်ကိုဓားပြတိုက်တာတွေဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိအခြေအနေကတော့လူသက်မှုတောင်မှအေးအေးယူနိုင်တဲ့အနေထားမှတော့မရှိဘူးပေါ့နော်။ရောက်လာတဲ့ဝန်ထမ်းတွေကလည်းဒီမန်ဆူရှမ်းကျောင်းမှာပဲတဲခုနေရတာပဲ။ထွေဥကဝန်ထမ်းတွေကတော့ပုံများတယ်။ဒီ6လပိုင်းအထိတော့သူတို့ကသူတို့ရှုပ်နေမှာမလို့ဘာမှတော့ဝင်လုံးနိုင်မယ့်အနေထားတော့မရှိဘူး။ဟုတ်။ ကိုကန်တက်တွေမဆုတ်ခွာခင်2023ခုနှစ်ထဲမှာလာရှိုးမြို့တွင်မဒိမ့်မှုလူတက်မှုဓမြတိုက်မှုနဲ့ဖောက်ထွင်းခွေးယူမှုတွေကျူးလွန်နေဆိုတဲ့ဆိုဆဲချက်နဲ့ဖမ်းဆီးထားတဲ့လူ၈ယောက်ကိုဧပြီလ10ရက်မှာတည်တံမိတ်နဲ့တသက်တကျွန်းစားတဲ့ပြည်ထောင်တွေကိုကိုကန်တက်ဘက်ကချမှတ်ခဲ့ပါတယ်စစ်ကောင်စီကလာရှိုးမြို့ကိုပြန်ဝင်ရောက်လာပြီးမဲ့လာရှိုးမြို့ဒိတ်တိုက်ပွဲတွင်ပျက်စီးသွားတဲ့ဌာနဆိုင်ရာရုံးတွေမှာစစ်ကောင်စီရဲ့ဌာနဆိုင်ရာဝန်ထမ်းတွေပြန်ပြီးအခြေမချနိုင်သေးဘူးလို့ဆိုပါတယ် ဒီစစ်တပ်ပိုင်းကတော့ဝင်လာတာများပြီမဲ့ဒီရဲပိုင်းကတော့နည်းနည်းလူရင်းအားနည်းနေတဲ့သဘောရှိမှတင်တယ်။အဲ့ဒီတစ်ချက်ရဲ့ပြီးတော့ကျွန်တော်ကြည့်ရတာကတော့သူတို့ဒီလုံချုံရေးဘက်ကိုဦးစားမပေးသေးတလားပေါ့တကယ်ဆိုရင်လုံချုံရေးဘက်ကိုပူဦးစားပေးရမှာလေနော်ခုကြတော့စားမုံကြီးအိမ်မပြောဘူးအတန်ကြာတာနဲ့ညဆိုထထကြည့်ရတာပေါ့အဲတွာလာကြီးနေလဲ တော်တော်လေးကိုတတိကယူဆိုင်ပြီးတော့ထားနေရတယ်လေကိုကန့်တက်တွေပြန်ဆုပ်သွားပြီးတဲ့နောက်မေလ၂ရက်မှာစစ်ကောင်စီတပ်ရဲ့ရင်ထင်းရဲသတင်းရဲတပ်ဖွဲ့ပညာရေးဌာနနဲ့စီပင်ဌာနတို့ကလာရှုမျိုးကိုပြန်လည်ဝင်ရောက်လာတာဖြစ်ပါတယ်လက်ရှိမှာတော့စစ်ကောင်စီတပ်တွေဟာအမှတ်6နဲ့6ထောက်ပံ့တဲ့ပို့ဆောင်ရေးတပ်ရင်ပညာရေးရှိအမှတ်68ခြေလင်းတပ်ရင်အမှတ်900ခြေမြတ်တပ်ရင်နဲ့အမှတ်41ခြေလင်းတပ်ရင်တွေမှာအထိုင်ချနေပြီလို့သိရပါတယ်ကျွန်တော်လင်းပါ